ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့တူမီတော်လိုင်း စာစဉ်စာစဉ်အမှတ်81တွင်ဖော်ပြထားတယ်။ကြပြဆရာကျော်တုခမှုရေးသားထားတယ်။နိုင်ငံတော်ဟာလူငယ်တွေရဲ့အသက်ဖြစ်တယ်ဆိုတဲ့ကြပြပဲဖြစ်ပါတယ်။နိုင်ငံတော်ဟာလူငယ်တွေရဲ့အသက်ဖြစ်တယ်။တရားနဲ့ဖြေလို့မရတော့တဲ့အခါတနတ်မောင်းခုတ်ကိုဆွဲတင်ရတာပါပဲ။ဖရာမကြိုက်မှန်းသိပေမဲ့ တရားချဖို့အတွက်ဆိုရင်ငါးပါးသီလကိုလည်းကျူးလွန်ရတဲ့အဲ့ဒီလို သွေးကြွနေတဲ့ခေတ်လူငယ်များအချစ်ကြောင့်ပြောရမယ့်အရွယ်မှာခစ်ကိုပဲမျက်စောင်းထိုးနေကြရာသွေးဆူလာတဲ့အခါအချစ်ကိုသတိရလိုက်ခစ်ကိုသတိရလိုက်အချစ်နဲ့ခစ်ကို ကြည်ပေါက်ထက်ထဲပြီးငါတို့အသက်တွေကိုတော်လန်ရေးတဲ့ဌာပနာထားကြမယ် ။တမိုင်းမှာမျက်ရည်စစ်စစ်တွေနဲ့ပြန်နှံ့ထုတ်ခံရတာကလွဲရင်လူငယ်တွေအတွက်ရင်းနှင်းစရာဘာများကြံသေးသလဲ။နိုင်ငံတော်ကိုငါတို့အသက်ထံပိုးပြီးချစ်မြတ်နိုးတယ်ဆိုတာယုံအသက်နဲ့ခန္ဓာကိုယ်ဟာနိုင်ငံတော်အတွက်ပဲဖြစ်စေရမယ်။မတရားတာကို ပုံကံလို့တပုံးလို့ခေါ်လဲစိတ်မဆိုးဘူးအမှန်တရားကိုတည်တတ်တယ် လူငယ်စိတ်နဲ့ခက်ကိုပြောင်းလဲပြဖို့စနစ်ကိုပြောင်းလဲပြဖို့တင်ခနှုတ်ပဋိညာကောင်းတဲ့လူငယ်တွေ များများလိုတယ်ဒုက္ခစာနေတဲ့လူငယ်တွေများများလိုတယ်မတရားတဲ့ခင်မှာတော်လန်ရင်းတဲ့လူငယ်ဟာပူတွဲချီထားရမယ်အရာဖြစ်တယ်တော်လန်ရင်းမဆုံးခင်ကတည်းကလူငယ်တွေများများသေပေးနေရတယ်မတရားတဲ့ကဘာတွေကငါတို့ရဲ့တနာစရာနိုင်ငံတော် চদ্দুখামো